တကယ်လူစစ်စစ်ရဲတွေရဲ့အစားစက်ရုပ်တွေကနေကျွန်တော်တို့လုံခြုံရေးကိုယူပေးကြမယ်ဆိုရင်အခုချိန်မှာတော်တော်လေးထူးခြားတဲ့ကိစ္စတစ်ခုဖြစ်နေမှာပါ။ဒါမဲ့ဒါဟာအနာဂတ်အတွက်စိတ်ကူးရင်ပြီးတော့ပြောနေတာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာအခုလက်ရှိကိုဖြစ်နေတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။လုံခြုံရေးဖွဲ့စည်းတွေဟာတိုးမြင့်လာနေတဲ့ယာစွေးမှုတွေဝန်ထမ်းအင်အားမလုံလောက်တာတွေနဲ့မျိုးပြရဲ့ရှုပ်ထွေးမှုတွေကိုတေချာကင်တွယ်နိုင်ဖို့အတွက် AI နီးပညာသုံးစက်ရုပ်စနစ်တွေကိုပိုပြီးအားထားလာကြပါပြီ။ ဒီလုံကြုံရေးဆက်ရုပ်ဈေးကွက်ကြီးကဘလောက်တောင်ကြီးမားလာလဲဆိုရင်ခံမှန်းချက်တွေအရတော့2030ခုနှစ်လောက်မှာအမေရိကန်ဒေါ်လာ44ဘီလီယံလောက်အထိကိုရောက်ရှိလာနိုင်တယ်လို့ဆိုကြပါတယ်။ဒီလိုတွေတိုးတက်လာနေတာလည်းတကယ်ကိုကောင်းကျိုးတွေအများကြီးရှိလာစေပါတယ်။လုပ်ငန်းတွေပိုပြီးထိရောက်တွင်ကျလာမယ်။ရှားသွေးမှုတွေကိုကြိုတင်ခံမှန်းတားဆီးလာနိုင်မယ်။လူတွေထပ်ပို့ပြီးတော့လဲတိကျမှုရှိလာမှာဖြစ်ပါတယ်။ဒါမဲ့တစ်ဖက်မှာလဲစဉ်းစားစရာတွေအများကြီးရှိလာပါတယ်။ ဥမာအဖြစ်ကျွန်တော်တို့ရဲ့ကိုရေးကိုတာအချက်လက်တွေရဲ့လုံခြုံမှုတွေဒီဆက်ရုပ်တွေနဲ့တာမန်ပြည်သူတွေကြားဆက်ဆံရေးတွေပြီးတော့ဒီဆက်ရုပ်တွေကိုဘသူတွေကထိန်းချုပ်ကြမှာလဲစတဲ့မေးခွန်းတွေဟာတကယ်ကိုစဉ်းစားတဲ့အရေးကြီးတဲ့မေးခွန်းတွေဖြစ်လာပါတယ်လုံခြုံရေးဆက်ရုပ်တွေဟာဤပညာအဆင့်မြင့်တဲ့နိုင်ငံတွေမှာပို့ပြီးတော့အတွေ့များရပါမယ်လေကျွန်တော်တို့ရဲ့အိန္ဒိချင်းထိုင်းနိုင်ငံမှာတော့မှတွေ့လာနေရတာတော့ ကျွန်တော်တို့ဘလောက်ထိနောက်ကျကြံနေခဲ့ပြီလဲနီးပညာတွေကဘလောက်မြန်မြန်တိုးတက်နေလဲဆိုတာတွေကိုမိမောင်းထိုးပြနေပါတယ်။ဒါကြောင့်ဒီအကြောင်းအရာတွေကိုဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူအသေးစိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် တိတ်မကြသေးခင် ကာလာလေးတော့ပဲထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ထိုင်းတကြံစုံခရံပွဲတော်ကိုသူတို့ရဲ့ပြည်ရင်းကထိုင်းနိုင်ငံသားတွေနဲ့မကဘဲနဲ့ကဘာအနှံ့ခီးသွားတူရစ်တွေပါ ဝင်ရောက်ဆွေးနွေးသွားခဲ့တာကိုတွေ့ရပါတယ်။ ်လူတွေအများကြီးရေပတ်ကစားကြတဲ့ပွဲတော်ကြီးဖြစ်တဲ့အပြင်ကမ္ဘာနိုင်ငံအသီးသီးကနိုင်ငံသားတွေပါဝင်ရောက်ဆင်နွှဲကြတာမို့လို့အဲ့ဒီလူုံကြီးကိုစောင့်ကြည့်ဖို့ကပိုင်း၌တည်းအလိုရှိနေတဲ့ယာစွေသားတွေကိုဖော်ထုတ်ဖို့အတွက်ဘန်ကောက်မှာအာနာပိုင်တွေကစောင့်ကြည့်ရေးကင်မရာယာပေါင်းများစွာကိုတပ်ဆင်ခဲ့ကြရပါတယ် ဒါမဲ့ဒီကင်မရာတွေနဲ့တွေမလုံလောက်တဲ့အနေအထားမျိုးတွေရှိလာပါတယ်။အဲ့ဒါတော့ထိုင်းနိုင်ငံမှာလက်နက်ဝယ်ယူဖို့အတွက်မခက်ခဲတဲ့အပြင်တကြံကာလလုံခြုံရေးရလဲတာဝန်အရန်ကြီးတာကြောင့်မို့လို့ဒါတွေကိုအနီးကပ်စောင့်ကြည့်ဖို့လဲလိုအပ်လာတာပါ။ဒါကြောင့်နခွန်ပထုံခရိုင်မှာဆိုရင် AI နဲ့ထိန်းချုပ်ထားတဲ့ရဲစက်ရုပ်တစ်မျိုးကိုပထမဆုံးအနေနဲ့အသုံးပြုခဲ့ကြပါတယ်။သူ့ AI Police Cyber 1.0လို့ခေါ်ပြီးတော့တချို့တွေကတော့ RoboCop ဆိုပြီးတော့ချစ်စနိုးနဲ့ခေါ်ကြပါတယ်။ သူ့ရဲ့တရားဝင်နာမည်ကတော့မြမလိုဆိုရင်ငိမ့်ချမ်းနဲ့ရဲမှုကြီးလို့အထိပ္ပယ်ရပါတယ်ဒီဆက်ရုပ်ကိုအောက်ခြေမှာဘိန်းတက်ထားတဲ့ဆင်တစ်ခုနဲ့တင်ထားပြီးတော့အဲ့ဒီဘိန်းတွေကိုအသုံးပြုပြီးနေရာရွှေ့နှိုင်အောင်စီစဉ်ထားပါတယ်သူ့လူစီကားတဲ့လမ်းပေါ်တွေမှာတာဝန်ထမ်းဆောင်စေခဲ့တာတွေ့ရပါတယ်သူ့မှာ360 degree လှည့်ပတ်မြင်နိုင်တဲ့ကင်မရာစနစ် AI စနစ်နဲ့မျက်နှာတွေကိုမှတ်မိနိုင်တဲ့ facial recognition စနစ်တွေပါဝင်ပါတယ်လူအုပ်ကြားတဲ့အန်ရရှိနိုင်တဲ့လူတွေကိုရှာဖွေတာလက်နက်တွေကိုထောက်လှမ်းတာ ဥမာတကြံပွဲမှာလူတယောက်ကလက်နက်တယ်လာရင်ဒီဆက်ရုပ်စီကတတိပေးချက်ကရဲရီစီကိုချက်ချင်းယောက်သွားတာမျိုးပါ။နောက်မတင်ကားစရာအပြုတ်မှုတွေကိုစောင့်ကြည့်တာမျိုးတွေလည်းလုပ်ပေးနိုင်ပါတယ်။ရှီရင်စွဲ CCTV ကင်မရာတွေ drone နေရာနဲ့ရလာတဲ့အချက်အလက်တွေကိုလည်းဗဟိုထိန်းချုပ်ရေးစခန်းစီရောက်အောင်ပို့ပေးနိုင်ပါတယ်။ လူအုပ်ကြီးရဲ့မျက်နှာတစ်ခုချင်းစီကိုစကန်ဖတ်ပြီးတော့ရာဇဝတ်သားစီရင်ဝရမ်းထုတ်ခံထားတဲ့ပုံကိုယ်ရရဲ့စည်ရင်းနဲ့အန်နီယရှိနိုင်တယ်လို့သတ်မှတ်ထားတဲ့ black list စည်ရင်းတွေထဲမှာတိုက်ဆိုင်ပြီးတော့စစ်ဆေးပေးပါတယ်တကယ်လို့ကိုင်းညီသူကိုတွေးခဲ့မယ်ဆိုရင်တော့အနည်းဆုံးမှရှိတဲ့ရဲတွေစီကိုချက်ချင်းသတိပေးအကြောင်းကြားပေးပါတယ်ပြီးရင်တော့ပွဲချင်းပါရနေရာတစ်လျှောက်လုံးက CCTV တွေ drone တွေနဲ့ပါချိတ်ဆက်ပြီးတော့အဲ့ဒီပုံကိုယ်ရလှုပ်ရှားမှုတွေကိုခြေရခံပေးနိုင်ပါတယ် ်ဆက်သွယ်ရေးပိုင်းမှာဆိုရင်လည်း wireless ကွန်ရက်တွေအနေနဲ့တစ်ဆင့်ခရိုင်ရဲ့ထိန်းချုပ်ရေးဗဟိုဌာနကြီးနဲ့ဓာတ်ရိုက်ချိတ်ဆက်ထားပြီးတော့သူ analysis လုပ်ထားတဲ့ data တွေနဲ့သတိပေးချက်တွေကိုလူသားရဲ့အရာရှိတွေစီကိုအချိန်နဲ့တပြေးညီပို့ပေးနေနိုင်ပါတယ်ဒါမဲ့ဒီဆက်ရုပ်ကတနေရာထဲမှာပဲရက်ကြည့်နေပြီးတော့သူကိုယ်ရန်ရာဇဝတ်သားတွေကိုလိုက်လံပြီးဖမ်းဆီးပေးတာမျိုးအထီတော်မလုပ်နိုင်သေးပါဘူး။ဒါကြောင့်သူ့ရဲ့ထိရောက်မှုကဘလောက်အတိုင်းအတာထိရှိမလဲဆိုတာကိုတော့ပြောရခက်နေပါသေးတယ်။ ဒါမဲ့သူ့မှာပါဝင်တဲ့ video analysis software ကနေတော့လူအုပ်ကြီးတဲ့ရန်လိုတဲ့အပြုမှုတွေကိုခွဲခြားသိရှိနိုင်ပြီးတော့ရန်ပွဲတွေဖြစ်လာနိုင်ခြင်းရှိမရှိကိုလည်းသတင်းပေးပို့နိုင်ပါတယ်ဒါကြောင့်လူအများကြီးစုဝေးကြတဲ့ပွဲကြီးတွေအတွက်တော့တကယ်ကိုအတုံးဝင်မဲ့အင်ကာရက်တစ်ခုဖြစ်နေပါဗျ။ထိုင်းနေတဲ့နီးပညာရှေ့ရောက်နေတဲ့အိမ်ကြီးချင်းကတော့အားလုံးသိကြတဲ့အတိုင်းပဲတရုတ်ကြီးပါ။သူတို့က Unity 3G1 လို့လူတူဆက်ရုပ်တွေကိုတော့မျိုးကြီးတော်တော်များများမှတုံးနေကြပါပြီ။ဥပမာရှန်ဟိုင်း၊ကွမ်ဂျိုးနဲ့ဟန်ဂျိုးတွေမှာပါ ဒီဆက်ရုပ်တွေကပွဲလန်းသပင်တွေမှာလှည့်ကင်းတာဝန်တွေထမ်းဆောင်တယ်အနေရှိတဲ့ဓာငွေတွေကိုလည်းထောက်လှမ်းပေးနိုင်တယ်။ရာဇွေးမှုတွေကိုဟန်တားဖို့အတွက်အသင့်ရှိနေပေးတယ်။ပြီးတော့ရဲရွာလူလူလုံခြုံရေးအတွက်လည်းကူညီပေးပါတယ်။တရုတ်ရဲ့နေပညာမျိုးတော်လို့ပြောရမယ်။ရှင်းချမ်းကလည်းရဲဆက်ရုပ်တွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံနေပါတယ်။ Engine AI ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ရဲရွာလုပ်ငန်းတွေအတွက်လူတူဆက်ရုပ်တွေအသုံးပြုနေကြပါတယ်။ အသစ်ထွက်ထားတဲ့ PM1 ဆက်ရုပ်ကတော့138စင်တီမီတာပဲရှိတဲ့အတွက်အရက်၄ပေ6လက်မလောက်ပဲရှိပါတယ်။ဒါမှမဟုတ်သူကအမေရိကန်ဒေါ်လာ14000အောက်ပဲရှိတဲ့အတွက်တခြားဆက်ရုပ်တွေနဲ့ရှင်ဈေးတက်တာတယ်လို့ဆိုရမှာပါ။လုံခဲ့တဲ့၁၀စုနှစ်ကျော်လောက်ကတည်းကအများပြည်သူလုံခြုံရေးအတွက်ကိုစက်ရုပ်တွေနဲ့စမ်းသပ်နေကြတာဖြစ်ပါတယ်။၂၀၁၆တုန်းကဆိုရင် Ambo လို့ခေါ်တဲ့လုံဝင်းတဲ့လုံခြုံရေးစက်ရုပ်ကို စတင်အသုံးပြုခဲ့ပါတယ်။ သူကအလိုလျောက်လှည့်ကင်းတာဝန်တွေကိုထမ်းဆောင်နိုင်ပြီးတော့သူ့ဘာသာသူလည်းအားပြန်သွင်းနိုင်တယ်လို့ဆိုပါတယ်။သူ့ထက်ထူးဆန်းတာကတော့ RTG Boss လို့ခေါ်တဲ့ဘောလုံးပုံစံဆက်ရုပ်တွေပဲဖြစ်ပါတယ်။သူတို့ကတော့ကုန်းပေါ်မှာရောရေထဲမှာပါအသုံးပြုနိုင်ပါတယ်။မျက်ရည်ကိုဘုံပစ်ဆက်၊ပိုက်ကွန်ပစ်ဆက်တွေနဲ့ AI နဲ့ထိန်းချုပ်ထားတဲ့လမ်းညွှန်စနစ်တွေပါဝင်ပါတယ်။ ယူအီတွေထဲမှာတော့လှည့်ကင်းတာဝန်တွေကိုထမ်းဆောင်ပြီးတော့ကင်မရာ GPS နဲ့ ultrasound စနစ်တွေကိုသုံးပြီးတော့ရာဇဝတ်သားတွေရဲ့ရာဇဝတ်မှုတွေကိုထောက်လှမ်းပေးနိုင်နေပါတယ်။ခြုံငုံပြောရရင်တော့ကျွန်တော်တို့အိမ်နီးချင်းတွေရဲ့အနာဂတ်ရဲလုပ်ငန်းတွေဟာဒီနှစ်ပိုင်းအတွင်းမှာပဲလုံးဝပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။စက်ရုပ်တင်တဲ့ AI တွေကလုပ်ငန်းထိရောက်မှုတွေကိုမြင့်တင်ပေးနိုင်ုံနဲ့မကဘဲနဲ့လုံခြုံရေးအဖွဲ့တွေရဲ့ဖွဲ့စည်းပုံတစ်ခုလုံးကိုပါအစ်စ်ပြန်ပြီးတော့တတ်မှတ်ပေးလာတော့မှာပါ။ သူတို့ကတော့လူတဦးချင်းစီရဲ့လွတ်လပ်ခွင့်တွေကိုမထီပါအောင်ဟန်ချန်ကြီးထိန်းချုပ်ပေးဖို့တော့လိုအပ်နေပါသေးတယ်။ဒါပေမဲ့ဒါတွေကိုတေချာစနစ်တကျထိန်းချုပ်နိုင်လိမ့်မယ်လို့လည်းယူဆရပါတယ်။တေကြတာတခုကတော့နောင်လာမဲ့9နှစ်10နှစ်အတွင်းမှာပဲဒီနိုင်ငံရဲ့ရဲတပ်ဖွဲ့တွေဟာအခုလက်ရှိထက်အစာပေါင်းများစွာတိုးတက်သွားကြအောင်မှာဖြစ်ပြီးတော့ဆက်ရုပ်တွေကလည်းတိတ်ပန်စိတ်ကူးရင်တွေတတ်တတ်ပဲဖြစ်နေကြတော့မှာမဟုတ်ပါဘူး ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီလိုဆက်ရုပ်တွေကိုရိုးရပွဲတော်တွေမှာအသုံးပြုနိုင်မယ်ဆိုရင်ဘလောက်ထိကောင်းလာမလဲဆိုတာကိုမိတ်ဆွေတို့လည်းခံမှန်းမိကြပြီလို့ထင်ပါတယ်ဆိုတော့ဒီလိုဆက်ရုပ်တွေကလုံခြုံရေးကိုတကယ်ပိုကောင်းလာအောင်လုပ်ပေးနိုင်မယ်လို့ထင်ပါသလားဒါမှမဟုတ်လူတူးချင်းစီရဲ့ကိုပိုင်လွတ်လပ်ခွင့်တွေကိုပိုပြီးထိခိုက်လာအောင်မယ်လို့ထင်ပါသလားမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ မိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်